မင်္ဂလာပါ T9 sharing မှာကြိုဆိုပါတယ်အိဆဲမှာပါတဲ့ go to special ရဲ့ feature တွေအကုန်လုံးကိုဒီဗီဒီယိုလေးမှာရှင်းပြပေးမှာဖြစ်ပါတယ်ပေါ့နော် go to special ဆိုတာကကျွန်တော်တို့ရဲ့ data table ထဲမှာဒါမှမဟုတ် data ထဲမှာကိုလိုချင်တဲ့ဟာကိုရွေးပြီးတော့လွတ်လွတ်ကူကူ selection လုပ်တဲ့ဟာကိုဆိုလိုတယ်ပေါ့နော် okay ကျွန်တော် go to special ကိုဘယ်လိုမျိုးသွားမလဲဆိုလို့ရှိရင်တဲ့ home tab ဒီညာဘက်ဆုံးက editing group ရှိတယ်ပေါ့နော် editing group ထဲမှာကျွန်တော်တို့ဒီ file and select ဆိုတဲ့အရာလေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်မယ် ပြီးရင်ဒီရောက်က go to special ဆိုတဲ့ဟာလေးရှိတယ်။ဒါလေးကိုနေလိုက်လို့ရှိရင်ဒီမှာ go to special ကိုရတယ်ပေါ့နော်။ဒီမှာ go to special ရဲ့ဒီထဲမှာသူရဲ့ feature တွေကိုကျွန်တော်ဒီဗီဒီယိုထဲမှာရှင်းပြမှာဖြစ်တယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့က keyboard shortcut နဲ့လည်းတွားလို့ရတယ်ပေါ့နော် keyboard shortcut မှာဆိုရင်ကျွန်တော်တို့ control g control g နှိပ်ပြီးတော့ရန်ကြီးလို special ကိုနှိပ်လိုက်လို့ရတယ် special ကိုမနှိပ်ချင်ဘဲနဲ့ order s ကိုနှိပ်လိုက်လို့ရှိရင်လည်းကျွန်တော်တို့ go to special ကိုရောက်ပါတယ်ပေါ့နော် control g နှိပ်ပြီးရင်ကျွန်တော်တို့ order s နှိပ်လိုက်မယ်ဒါဆိုရင် ပို့ပြီးတော့မြန်နေပေါ့နော် go to special ဆိုတဲ့အတိုင်းကျွန်တော်တို့က special selection လုပ်လို့ရတယ် precedent တို့ dependent တို့ဟာတွေကိုလည်းကျွန်တော် selection လုပ်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော် comment ဆိုတာတော့ကျွန်တော်တို့ data ထဲမှာဘယ်ဆဲတွေကိုသူက comment ရေးထားသလဲဆိုတဲ့ဟာကိုဆိုလိုတယ်ပေါ့နော်ဥပမာဆိုပါစို့ကျွန်တော်ရဲ့ data ကဒီမှာကျွန်တော် selection ကို rate လုပ်လိုက်မယ်ဒီဟာကိုကျွန်တော် data တွေဝင်နေတယ်ဆိုပါစို့ပြီးရင် control enter နှိပ်လိုက်မယ်ဒါဆိုကျွန်တော်ရဲ့ data table လေးရှိတယ်ဆိုပါစို့ပြီးရင်ဒီဆွဲကဒီမှာကျွန်တော်တို့က comment ပေးထားတယ်ဆိုပါစို့ပေါ့နော်ခုတော့ comment ပေးခြင်းလို့ရှိရင် right click နှိပ်မယ် insect comment ကိုသွားမယ်โอเคကျွန်တော်ဒီနာမည်လေးကိုဖြတ်လိုက်မယ်ပေါ့เนาะကျွန်တော်ကဒီမှာပဲဟာဟာဆိုပြီးတော့ပေးထားခဲ့လိုက်မယ်ပြီးရင်လွတ်တဲ့နေရာထောက်လိုက်ဒါဆိုရင်ကျွန်တော်ဒီ sequence က comment ပေးတာဒီမှာဟာဟာဆိုပြီးတော့เนาะဒီလို comment ပေးထားတဲ့ sequence ဒီဘယ်နှ꽌ရှိလဲဆိုတော့ကျွန်တော် selection လုပ်ချင်တာဖြစ်တယ်ပေါ့เนาะဒီမှာဆိုရင်ကျွန်တော် control c နေမယ် control v control v comment တွေ copy ကူးသွားအောင်လို့ပေါ့เนาะโอเคဒါဆိုရင်ကျွန်တော်တို့ comment ပေးထားတဲ့ sequence တွေအများကြီးဖြစ်သွားပြီအဲ့ဒီမှာကျွန်တော်တို့အဲကွန်မန်ပေးထားတဲ့ဆဲကွက်တွေကိုပဲရွေးပြီးတော့ selection လုပ်ချင်တယ်ဆိုလို့ရှိရင် control g ဒီ special ကိုနှိပ်လိုက်လို့ရတယ်။ပြီးရင် comment ကို point ချထားပြီးသားဖြစ်တဲ့အတွက် okay နှိပ်လိုက်မယ်။ဒါဆိုရင် तू က comment ရှိတဲ့ဆဲခွက်တွေကိုပဲရွေးပြီးတော့ selection လုပ်သွားတာပါတဲ့ပေါ့နော်။ဒါ go to special မှာပါတဲ့ comment ကိုရှင်းပြခြင်းဖြစ်တယ်ပေါ့နော်။ Okay နောက်တစ်ခု go to special မှာပါတဲ့ constant နဲ့ formula အကြောင်းကိုဆက်ပြီးတော့ရှင်းပြမယ်ပေါ့နော်။ကိုထိုး z တွေပြန်ခေါ်လိုက်မယ်တရားကိုအကုန်လုံး constant နဲ့ formula ဆိုတာကတော့တဲ့ကျွန်တော်တို့ control g alter s ဒီမှာကျွန်တော်တို့ constant ကိုယူလိုက်ပြီဆိုတာ ਨੇ ဒီအောက်ကဟာတွေက active ဖြစ်လာတယ်ဒီ number တို့ test တို့ logical တို့ error တို့อ่ะပေါ့เนาะဆိုလိုတာကတော့ကျွန်တော်တို့က constant ဆိုတာကကျွန်တော်တို့ number တွေလည်းဖြစ်နိုင်တယ် test တွေလည်းဖြစ်နိုင်တယ် logical တွေလည်းဖြစ်နိုင်တယ် error တွေလည်းဖြစ်နိုင်တယ်အဲ့ဒါတွေအကုန်လုံးကိုကြွေးမာလာပါဘောเนาะဒါမို့ကျွန်တော် number တည်တံပဲယူချင်တာလား test တည်တံပဲယူချင်တာလားဒါမို့ logical true false တွေကိုပဲတည်တံယူချင်တာလားဒါမို့ error တွေကိုပဲတည်တံယူချင်တာဒါ constant ပေါ့နော် formula မှာဆိုလဲအတူတူပဲကျွန်တော်တို့ formula reset ထက်တဲ့ number လား test လား logical လား ါမျိုးယူလိုက်ရတယ်ဒါမှမဟုတ် formula တွေကြီးပဲယူမယ်ဆိုလို့ရှိရင်เนาะဆိုတော့ဒီဟာတွေအကုန်လုံးအမှန်ချစ်ထားပဲပေါ့เนาะ okay အဲဆိုရင်ဒါလေးကိုကျွန်တော်ဥပမာလေးနဲ့လုပ် ပြမယ်ပေါ့เนาะ cancel နေလိုက်မယ်ဆိုပါစို့ကျွန်တော်မှာခုနလိုပဲ data ရှိတယ် control enter ခေါက်မယ်ဒါပေမဲ့ဒီ column မှာတော့ကျွန်တော် number တွေဖြစ်တယ်30 control enter ခေါက်မယ်ဒါဆိုရင်ကျွန်တော်တို့ number တွေဖြစ်သွားပြီပြီးရင်ဒီဟာကျတော့ကျွန်တော် logical value ဖြစ်တဲ့ true false တွေဖြစ်တယ်ပေါ့เนาะ true ဆိုပြီးတဲ့ရေးထားခဲ့လိုက်မယ်ပြီးရင် control enter ခေါက်မယ်ဒါ logical value true false တွေဖြစ်တယ်ပေါ့နော်အဲ့ဒါဒီပေးခြင်းတယ်ဒီဆက်ကွက်တစ်ကွက်မှာဆိုပါဆိုကျွန်တော်ဒီဆက်ကွက်ကဒီဆက်ကွက်နဲ့အမြောက်5ဆိုပြီးဆိုပါဆို okay ဒါဆိုရင်သူက0ဆိုပြီးတော့ရပဲဒါပေမဲ့ကျွန်တော်ဒီဆက်ကွက်ကို reference ယူထားတာကျွန်တော်ဒီ column ဝင်မြတကယ်လို့ control minus delete လုပ်လိုက်လို့ချင်းဒီမှာ reference error တက်သွားပြီဒါဆိုရင် error လေးရပြီအဲ့မှာမှကျွန်တော်တို့ control g နေမယ်ပြီးရင် order s ကိုနေမယ်ပြီးရင် constant ကိုသွားမယ် ကိုစနိုင်နေမှာမှကျွန်တော်ဒီတစ်ခေါက်တော့ကျွန်တော်နံပါတ်တည်တံ့ရွေးပြပါဆိုရင်နှိမ့်လိုက်သူကဒီမှာနံပါတ်ကိုလောင်ဘဲသူက selection လုတ်သွားတယ်ပေါ့နော်ပြီးရင်နောက်တစ်ခု control g order s ကိုနှိမ့်မယ် constant ကိုသွားမယ်တက်စာသားတွေကြီးပဲရွေးပေးပါ okay နှိမ့်မယ်ဒါဆိုရင်ဒီကျွန်တော်ရဲ့ data ထဲမှာဒီဟာတွေကတက်စာသားတွေပါတဲ့သူကဒီလိုမျိုး selection လုတ်သွားတယ်ပေါ့နော်ပြီးရင် control g order s constant မှာပဲဒီမှာ ကျွန်တော်တို့ data တွေမှာပဲ logic gate တွေကိုကျွန်တော်တို့ selection လုပ်ပြပါဗောနော် okay နှိမ့်လိုက်မယ်ဒါဆိုရင် तू ကဒီမှာ true false တွေက logic gate တွေဖြစ်တယ်ဗောနော်ဒါကြောင့်မလို့ तू က true false စာသားတွေကို तू က selection လုပ်သွားမှာဖြစ်တယ်ဗောနော်ကျွန်တော်တို့ error ဆိုလည်းအတူတူပဲကျွန်တော်တို့ error ကို तू က selection လုပ်သွားလုပ်ပြသွားမှာဖြစ်တယ်ဗောနော်ဒီ column ကဖြတ်လိုက်မယ်ပြီးရင် equal ဒီကောင်နဲ့9နဲ့မြောက်လိုက်တယ်ဗောနော်ဒီ segue ကဒါ formula ဝင်သွားပြီကျွန်တော်တို့ကို ဖုန်းလာဖြစ်တဲ့ server တွေကိုပဲရွေးပြီးတော့ selection လုပ်ပြပေးပါဆိုရင် control g order order s ကိုနေမယ်ပြီးရင် formula ကိုသွားမယ်ပြီးရင်ကျွန်တော်ဒီ area ကိုဘာမှမဖြုတ်ဘဲနဲ့ okay နေလိုက်မယ်ဒါဆိုရင် तू က formula ရှိတဲ့ server တွေကဒီ area ပါဆိုပြီးတော့ तू က selection လုပ်ပြသွားတာဖြစ်ပါတယ်ပေါ့နော် control g order s ဒီ formula ထဲမှာမှာကျွန်တော်တို့ဒီ number တို့ test တို့ logical တို့ error တို့ကကျွန်တော်တို့တွက်လိုက်လို့ error return ဖြစ်တဲ့ဟာတွေကို select လုပ်မှလား ဒါမှမဟုတ် logical return လုပ်တဲ့ဟာတွေကို select လုပ်မှလား test return လုပ်တဲ့ဟာတွေကို select လုပ်မှလားဆိုရဲဟာကိုဆိုလိုတယ်ပေါ့နော်ကျွန်တော်တို့ကဘာတွေပဲ return လာလား formula ရှိတဲ့ဆဲကွက်ကို selection လုပ်ပါဆိုရင်တော့ကျွန်တော်တို့ဒီ၄ကွက်လုံးကိုကျွန်တော်တို့က selection လုပ်ထားခဲ့ရမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အောက်ကိုဆက်သွားကြည့်အောင်ဒါလေးကို cancel နေလိုက်မယ်ပြီးရင်သူက balance ဆဲတွေကိုလက်သေးတန်ရွေးလို့ရသေးတယ်ဆိုပါဆိုကျွန်တော်က plan ဆဲတွေဒီမှာကျွန်တော်မှာအများကြီးပါတယ်ပေါ့နော်ဒီထဲမှာကျွန်တော် plan တွေလိုက်ဖြတ်လိုက်မယ်ဒါလေးပါ ပြီးတော့မှကျွန်တော် control g နှိပ်မယ်ပြီးရင် alt s ကိုနှိပ်လိုက်မယ်ပြီးရင် blend ကိုရွေးပေးပါ okay ဒါဆိုရင်ကျွန်တော်မှဒီမှာ blend နေရွေးပေးတယ်ပေါ့နော်ပြီးဒီဘက်ကားတွေကိုရွေးပေးတာဘာကြောင့်လဲဆိုလို့ရှိရင်တဲ့ तू ကကျွန်တော်ရွေးချင်တဲ့ဟာကို selection လုပ်မထားခဲ့ပဲ ਨੇ ဆိုလို့ရှိရင်တဲ့ तू ကဒီနောက်ဆုံးဆဲရွက်ကနေ blend ဖြစ်တဲ့ဟာမှတည်းများအကုန်ရွေးသွားမှာဖြစ်တယ်ဆိုလိုတာတော့ကျွန်တော်ဒီနောက်ဆုံးကျွန်တော် data entry လုပ်ထားတာနေဒီထိကျွန်တော် range သတ်မှတ်လိုက်တဲ့သဘောပေါ့နော်ဒါတွေကို selection မလုပ်ချင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဟာလေးကို selection လုပ်ပြီးခဲ့ရမှာဖြစ်တယ်ပေါ့နော်ပြီးမှ control g water s နေပြီးတော့ blank ကိုယူလိုက်မယ် okay လိုက်မယ်ဒါဆိုရင် तू ကဒီကျွန်တော် data ကျွန်တော် selection လောက်ထားတဲ့ data range နဲ့မှာပဲ तू က blank set တွေကိုယူပေးတာဖြစ်တယ်ပေါ့နော် control g water s ပြီးရင်လည်းဒီ current region ဆိုတာကတော့ကျွန်တော်တို့ control a နဲ့တူတယ်ကျွန်တော်တို့ဒီ data range ထဲမှာဟိုဆဲလေးချထားခဲ့လိုက်တယ်ပြီးရင် current region ကိုနှိပ်ပြီးတော့ okay နှိပ်လိုက်ရင် तू ကဒီတစ်ခုလုံးကို तू က selection လောက်ပြတော့မှာဖြစ်တယ် slow ဒါတော့ကျွန်တော်တို့ control a နှိပ်တာ ਨੇ အတူတူပဲပေါ့နော်ပြီးရင် current array ဆိုတာကတော့ ကျွန်တော်ရဲ့ဒီ exception မှာရှင်းပြရတာခက်တဲ့အတွက်ရှင်းမပြတော့ဘူးပေါ့နော်ဒီ current array ဆိုတာသူကအရင် exception overshin နေမှာဆိုလို့ရှိရင်ကျွန်တော်တို့ array သင်္ကေတဖြစ်တဲ့ calibrate ကတွန့်ငွေးလေးနဲ့တွက်ထားတဲ့ဟာတွေကိုသူက selection လုပ်ပြတာဖြစ်တယ်ပေါ့နော်ကျွန်တော် exception ကဥပမာလုပ်ပြတာခက်တဲ့အတွက်ဒီ current array ကိုတော့ရှင်းမပြတော့ဘူးပေါ့နော်အဲ့ဒါလေးကိုကြော်သွားလိုက်မယ် pro g order s ကိုနေမယ်ပြီး object object ဆိုတာကတော့ကျွန်တော်တို့ထဲမှာ ချက်တွေပါလားမြင်းချောင်းလေးတွေပါလားပြီးလို့ရှိရင်တခြားတစ်လှုပ်လာတဲ့ box လေးတွေကျွန်တော်တို့ object လေးတွေဘာလေးပါလဲ image တွေပါလားပေါ့နော်အမျိုးမျိုးရှိတယ်ပေါ့နော်ကျွန်တော်တို့ object ဥပမာဆိုပါဆိုကျွန်တော်ရဲ့ဒီ data ထဲမှာကျွန်တော် insert ဒီထဲမှာကျွန်တော် illustration object ထဲမှာတစ်ခုခု shape shape လေးတွေထည့်ထားခဲ့လိုက်မယ်ပေါ့နော်ဒီတတိကံလေးထည့်ထားခဲ့လိုက်မယ်ဗီဒီနာလေးမှာဆွဲထားလိုက်မယ် okay ဒါဆိုဒီတတိကံလေးရှိပြီဒီတတိကံလေးကိုကျွန်တော် control c နဲ့ copy ကူးလိုက်မယ်ပြီးရင်ဒီနာမှာတတိကံတစ်ခုပြီးဒီနာမှာတတိကံတစ်ခုဒီနာမှာတတိကံတစ်ခုဒီမှာ ဒီမှာဆိုကျွန်တော်ဒီတိုင်းမှာ3ကနေအများကြီးရှိတယ်ပေါ့နော်ကျွန်တော်တို့ကဒီ object တွေကိုပဲတီးတန့်ရွေးပြီးတော့ selection လုပ်ရှင်လည်းရပါတယ်တဲ့ဒါဆိုရင် control g order s object ကိုနှိပ်မယ်ပြီးရင် okay နှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာဆိုရင် तू ကကျွန်တော်ရဲ့ object တီးတန့်ကိုပဲရွေးပြီးတော့ selection လုပ်သွားတာပါတဲ့ဒါတွေကိုမလိုချင်ဘူးဖြတ်မယ်ဆိုရင် delete key ကိုနှိပ်လိုက်ရင်ကျွန်တော်တို့ရပါတယ်ပေါ့နော် row different column different ဆိုတဲ့ဟာကိုရှင်းပြမယ်ပေါ့နော်ပြီးရင်ဒီကျွန်တော်ရဲ့ဒီ data လေးကိုလည်းဖြတ်လိုက်မယ်ဥပမာပြရတာလွယ်အောင်လို့ပေါ့နော် row different column column different ဆိုတာကျွန်တော်တို့ကကျွန်တော်တို့က row ဒါမှမဟုတ် column တစ်ခုထဲမှာ constant ဖြစ်မဖြစ်ကိုစစ်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော် row different ကိုအရင်စစ်ကြည့်မယ်ပေါ့နော် row different ကျွန်တော်ဒီ row ကို data တွေထည့်လိုက်မယ်ဥပမာ30 control under ခေါ်မယ်။ဒါဆိုရင်လည်း तू က30 30 30 30ဆိုပြီးတော့ row လိုက်ကြည့်တော့ constant constantly 30တွေကြီးပဲသွားနေရတယ်။တကယ်လို့မှထူးထူးခြားခြားဒီကောင်က15ဖြစ်သွားတယ်။ဒီကောင်က9ဖြစ်သွားတယ်။ဒါဆိုရင် तू က constant မဖြစ်တော့ဘူးပေါ့နော်။ ဒါဆိုရင်ကျွန်တော်တို့ဘယ်ဆဲကွက်တွေက constant ဖြစ်ဖြစ်မဖြစ်လဲဆိုတာသိချင်ရင်ကျွန်တော်တို့ go to special နဲ့ကြည့်လို့ရတယ်ပေါ့နော်အဆိုရင်ကျွန်တော်ဒီဟာကို control shift right arrow နဲ့ select လုပ်ထားခဲ့မယ်ပြီးရင် control g alter s ကိုသွားမယ်ပြီးရင် row different ပြီးရင် okay နေလိုက်မယ်ဒါဆိုရင်လည်းဒီ9ရယ်15ရယ်အားတဲ့ကျွန်တော်တို့ row ထဲမှာဆိုရင်လည်း constant မဖြစ်ပါဘူးတဲ့သူက constant ဖြစ်မဖြစ်ကိုဘယ်ဟာနဲ့တိုင်းတယ်လဲဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီအစအဆုံးဆဲကွက်နဲ့တိုင်းပါတယ်တဲ့ဒီ30က ဒီကောင်30မဖြစ်ဘူးဆိုဒီကောင်ကိုဆက်လက်လုပ်မယ်ဒီကောင်30ဆိုရင်ဆက်လက်မလုပ်ဘူးဒီကောင်30မဖြစ်ဘူးဆိုရင်ဒီကောင်ကိုဆက်လက်လုပ်မယ်ဒါမျိုးသူကတိုင်းတာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ role different ကိုရှင်းလိုက်ကြတယ် column different လည်းရှင်းသွားလိမ့်မယ်လို့ထင်ပါတယ် column ဆိုရင်တော့တို့ဒီလို down line ဖြစ်တယ်ပေါ့နော် column မှာဆိုရင်ဘလို့အသုံးမျိုးဘလို့မျိုးအသုံးဝင်တယ်လဲဆိုရင်ကျွန်တော်ဒီစာကို delete ဖြတ်လိုက်မယ်ဥပမာဆိုပါစို့ဒီ column ကကျွန်တော်ဒီတစ်ခါတော့ number ရင်းနဲ့မပြဘဲနဲ့လနဲ့ပြကြည့်မယ်ပေါ့နော်ဒါ January ဇန်နဝါရီဖြစ်တယ်ပြင် control under ဒါဆိုရင်ကျွန်တော်တို့ရဲ့ call line က constantly ဇန်နဝါရီရေကြီးတဲ့သွားနေတယ်ပေါ့နော်အဲ့ထဲမှာမှကျွန်တော်တို့ထူးထူးခြားခြား match ဆိုပြီးတော့ပါနေတယ်ဒါဆိုရင်ကျွန်တော်တို့ constant မဖြစ်တဲ့ server ကိုလိုက်ရှာကြည့်လို့ရတယ်ကျွန်တော်တို့ဒီတကယ်လို့ကျွန်တော်တို့ database ကြီးကအကြီးအာဒီ row တစ်ခုလုံးကဒီဇန်နဝါရီ report အတွက်တည်တံ့ဖြစ်တယ်ဆိုရင်ဒီ column ကြီးဒီဇန်နဝါရီပဲတည်တံ့ဖြစ်ရမှာတကယ်လို့များတခြားဟာတွေပါနေသေးလား ဒါမို့အဲ့ပါတဲ့ဟာတွေကိုကျွန်တော်ရွေးပြီးတော့ဆက်လက်ပြီးတော့ replace လုပ်မယ်ဆိုလို့ရှိရင်ဒီတိုင်း select လုပ်လို့ရတယ်ပေါ့နော် constant မဖြစ်တဲ့ဆေးခွက်တွေကို control g order s colon different ကိုယူလိုက်မယ် okay လေးလိုက်မယ်ဒါဆိုရင် तू က match ဆေးခွက်ကို selection လုပ်သွားတာဖြစ်တယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ row different နဲ့ colon different ကိုနားလည်သွားလောက်ပြီးထင်ပါတယ်ဒါဆိုရင်ဒီဒီ data လေးကိုကျွန်တော်ဖြစ်လိုက်မယ်ပြီးရင် go to special ထဲမှာနောက်ထပ် feature တစ်ခုဖြစ်တဲ့ precedent နဲ့ dependent နဲ့အကြောင်းကိုရှင်းပြမယ်ပေါ့နော် ်ပစ္စည်းတန်းတပတ်တန်းကိုရှင်းပြမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ30တက်ကီးခုံမဲ့ဒီမှာ20ဒီစဲကွက်ကအဲရိုဂီလီနဲ့ဒီ30အပေါင်းဒီ20နဲ့ညီရဆိုပြီးတော့ပြောထားခဲ့လိုက်မယ်ပြီးရင်ကျွန်တော်တို့ control G water s ပစ္စည်းတန်းကိုနှိပ်ကြည့်လိုက်မယ်ပစ္စည်းတန်းမှာဆိုရင်သူက data only နဲ့ all level နဲ့ရှိတယ်ကျွန်တော်တို့ဒီ data only ကိုပဲစမ်းကြည့်မယ်ပေါ့နော် all level ဆိုတော့ကျွန်တော်တို့ဟို level line ကျွန်တော်တို့တချို့ formula တွေကဒီဆဲကွက်တစ်ခုပုံမှာမူတီတာမဟုတ်ဘဲနဲ့ဆဲကွက်ဒီအဆင့်အဆင့်အဆင့်ဆင့်တွက်တာတွက်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က all level နဲ့တွက်လို့ရတယ်ဗောနော် low zero data type only ပဲရှိရဆိုလို့ကျွန်တော် data type only ပဲယူထားခဲ့လိုက်မယ် okay နှိမ့်မယ်ဒါဆိုရင်တော့သူက30နဲ့20ကို selection လုပ်ပြသွားတာဖြစ်တယ်ဗောနော်ဆိုလိုတာကတော့တဲ့ကျွန်တော်တို့ကဒီ30ကိုရဖို့အတွက်တဲ့ကျွန်တော်တို့ကဒီ30 20ကနေဆင်းသက်လာတာဖြစ်တယ်ဆိုပြီးတော့ precedent လုပ်ပြတယ်ဗောနော် ဒါအောက် selection လောက်ပြတယ်ကျွန်တော်တို့ဒီတိုင်းဒါ selection လောက်တာပေါ့နော်ကျွန်တော်တို့အဲအဲ့ဈေးမှာဆိုရင်ဒီ president ကို president တို့ dependent ကိုမျှလေးရင်လည်းယူကြည့်လို့ရတယ်အဲ့လိုမျိုးကြည့်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ formula debt တွင် formula auditing group ဆိုတာရှိတယ်မဒီမှာဆိုရင် trip president ဆိုတာလည်းရှိတယ်တစ်ချက်နှိပ်လိုက်မယ် okay ကျွန်တော် selection လောက်ထားတာကဒီ formula ရှိတဲ့ဆက်ကွက်မှာမဟုတ်လို့မို့ပြီးရင် trip president ကိုနှိပ်ကြည့်လိုက်ဒါဆိုရင် तू က တစင်းနဲ့နှစ်စင်းနဲ့ကြောင်းမို့လို့ကျွန်တော်တို့ဒီဖော်မြူလာမှာဒီ30ကိုရပါတယ်ဆိုပြီးဒီမှာမြားလေးပြနေတယ်ဗောနော်โอเคဒါဆိုရင်ကျွန်တော်တို့ဟာ dependent ကိုလည်းနားလဲသွားလောက်ပြီးထင်တယ်ဗောနော် dependent ဆိုတာကတော့သူကဒီ30ရှိတဲ့ဆဲခွက်ကဒီ30နဲ့20နဲ့ပုံမှာမူတည်ပြီးတော့ရထားတဲ့ဟာဖြစ်တယ်ဆိုပြီးတော့ပြောတယ်ဗောနော်အဲဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင် tweet dependent ကိုမြားနဲ့ကြည့်ကြည့်မယ်ဆိုရင်ကျွန်တော်ကဒီ20ဖြစ်ဖြစ်30ဖြစ်ဖြစ် selection လောက်ထားခဲ့လိုက်မယ်ပြီးရင် trace dependent ဒါဆိုရင် ဒီဆဲခွက်မှာဆိုရင်တဲ့သူ့ရဲ့တပတ်နဲ့ဆဲရှိတယ်ဆိုပြီးတော့သူကပြနေတယ်ဒီတပတ်နဲ့ဆဲကဘယ်ဆဲလဲဆိုလို့ရှိရင်တဲ့ဒီ30ဆိုတဲ့ဆဲပါတဲ့ပြောမဆိုရင်ဆိုလိုတာကတော့ကျွန်တော်တို့ဒီ30ကိုဖျက်လို့မဖြစ်ဘူးဘာလို့လဲဆိုတော့သူ့မှာတပတ်နဲ့ဆဲရှိတယ်ပေါ့နော်ကျွန်တော်ဘာလို့လဲဆိုရင်ဒီမှာယူတွက်ထားတာမဟုတ်ဘူးပေါ့နော်ဒီလိုမျိုးကြည့်လို့ရတယ်အဲဒါမှမဟုတ်ကျွန်တော်တို့က remove arrow လုပ်ပြီးတော့တပတ်နဲ့ဆဲကို selection လုပ်မယ်ဆိုလို့ရှိရင် control g alt s ဂျပန်နံကိုနှိပ်လိုက်မယ်ပြီးရင် okay နှိပ်လိုက်မယ်ဒါဆိုရင် तू က30ကို selection ပြနေမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင် president နဲ့ japan နံကိုနားလည်သွားတော့ပြီလို့ထင်ပါတယ်ပေါ့နော် okay ပြီးလို့ရှင် go to special ရဲ့နောက်ထပ် feature ဖြစ်တဲ့အာ let's say လို့ visible say only ဆိုတဲ့ဟာကိုတွားမယ်ပေါ့နော် let's say ဆိုတာ let's say ဆိုတာကိုရှင်းပြဖို့ကျွန်တော်ဒီမှာအဲကျွန်တော်ဒီ data table လေးလုပ်လိုက်မယ် data ဆိုပြီးတော့ control enter လုပ်လိုက်မယ် let's say ဆိုတာတော့ကျွန်တော်တို့ range သတ်မှတ်လိုက်လို့ရှင်တဲ့သူကအစ နောက်ဆုံးဆဲခွက်ကိုသူက selection လုပ်ပြီးတော့မှဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီဆဲခွက်လေးကို selection လုပ်သွားမှဖြစ်တယ်ဥပမာကျွန်တော်တို့ control g alter s let's say ဆိုတဲ့ဟာလေးကိုမှတ်ချက်ထားခဲ့လိုက်မယ်ပြီးရင် okay နဲ့လဲမယ်ဒါဆိုရင်ဒီမှာနောက်ဆုံးဆဲခွက်လေးကို selection လုပ်ထားတယ်ဆိုလိုတာကကျွန်တော်တို့ကကျွန်တော်တို့ဒီ data table တွေမကဘဲနဲ့ဟိုးဒီအောက်ဆုံးမှာပေါ့နော်ကျွန်တော် wheel နဲ့ချထားလိုက်မယ်ပြီးရင်ဒီမှာလဲ data ဆိုပြီးတော့ရေးထားခဲ့လိုက်မယ်ပြီးရင် control f arrow key လေးကိုနှိပ်မယ်ဒါဆိုရင်အပေါ်ဆုံးကိုပြန်ရောက်သွားပြီး အဲ့မှာမှကျွန်တော်တို့ဒီမှာ control g order s ကိုနှိပ်မယ်ပြီးရင် let's say ဆိုပြီးတော့နှိပ်ပြီးတော့ okay နှိပ်လိုက်ရင်ကျွန်တော်ဒီအောက်က save ဘုတ်ကိုသွားပြီးတော့ selection လုပ်ပြသွားမှာဖြစ်တယ်ပေါ့နော်ဆိုလိုတာကသူကကျွန်တော်နောက်ဆုံးဆဲခွက်ကိုလိုက်ရှာတာဖြစ်တယ်ပေါ့နော်တကယ်လို့နောက်ဆုံးဆဲခွက်မှာ data ဟိုတခြားမလိုတဲ့ဆဲခွက်တွေမှာ data အပိုတွေပါနေမလားဆိုတာကိုဟိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ let's say ဆိုတဲ့ selection လေးကအသုံးဝင်တယ်ပေါ့နော် control app arrow နဲ့အပေါ်ပြန်သွားလိုက်မယ် โอเคပြီးလို့ရှင် visible say only visible say only ဆိုတာကကျွန်တော်တို့ဥပမာဒီဟာကဟတ်တာခေါင်းစဉ်နေဖြစ်တယ်ဘိုးလက်တာလေးထိုင်လိုက် control b နှိပ်လိုက်မယ်ပြီးတော့မှ visible say only ကျွန်တော်တို့ filter လောက်ထားလို့ရှင်တချို့ say တွေကမမြင်ရဘူးအဲ့ဒါဆိုရင်ကျွန်တော် visible only ကိုပဲ visible say only ကိုပဲ selection လုပ်ရှင်နေဆိုလို့ရှင်ဒီမှာကျွန်တော်တို့ဒီနေရာမှာ control shift n ဆိုပြီးတော့ filter လေးခေါ်ထားရလိမ့်မယ်ပြီးရင်မတူညီတဲ့ဟာတွေပေါ့နော်ဒီမှာ1 ဒီမှာနှစ်ဒီမှာသုံးဆိုပြီးတော့ရေးကြည့်ထားလိုက်မယ်ပြီးရင် fitter နဲ့တင်းနှစ်သုံးတွေကိုမရွေးခြင်းဘူးကျွန်တော်ဒီ data ပါတဲ့ဟာတွေပဲရွေးခြင်းနေပေါ့နော်အဲ့တော့တင်းနှစ်သုံးတွေကိုဖြုတ်ထားခဲ့လိုက်မယ် okay နေလိုက်မယ် okay ဒါဆိုရင်ဒီမှာကျွန်တော်ဒီဘက်ဆုံးလေးမှာသူကအဲ့ rule လေးတွေကို hide ထားတဲ့ပုံစံလေးတွေပြနေပြီအဲ့ချိန်မှာမှကျွန်တော်ဒီ AI ဒီ AI တခုလုံးကို selection လုပ်လိုက်တယ်ဆိုရင်သူက ဒီဂျားတွေက row တွေပါအကုန်လုံး select ဖြစ်နေတာအဲ့လိုမျိုးဆိုရင်ကျွန်တော်က visible cell only ကိုပဲ selection လုပ်ချင်တယ်ဆိုလို့ရှိရင်တဲ့ control g auto add visible cell only ကိုရွေးပြီးတော့မှ okay နှိပ်လိုက်ရင်ဒီမှာသူကဒီမှာမြင်းလေးတွေပေါ်လာတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် visible cell တွေကိုပဲ selection လုပ်ထားပါတယ်ဆိုပြီးတော့ပြနေတယ်ပေါ့နော်ဒါ go to special ရဲ့ကျွန်တော်တို့ selection နောက်ထပ် feature တစ်ခုပေါ့နော် okay နောက်တစ်ခုကတော့ကျွန်တော်တို့ conditional formatting နေပေါ့နော် conditional formatting ကို selection လုပ်တဲ့ဟာကျွန်တော်တို့ရဲ့ data တွေက ဘယ်စိတ်ခွက်တရတော့ conditional formatting ရှိနေတယ်ဆိုတာကိုကြည့်ကျင်တယ်ဆိုလို့ရှိရင်ဒါမှမဟုတ် conditional formatting တွေကိုရွေးပြီးတော့ delete ကျင်တယ်ဆိုလို့ရှိရင်လုံးလို့ရတယ်ပေါ့နော်ဒါကိုကျွန်တော် control z ပြန်ခေါ်လိုက်မယ် okay ဆိုပါတော့ကျွန်တော်ဒီဟာက number data တွေဖြစ်တယ်30ဒါဒီမှာမှကျွန်တော်15ရှိမယ်20ရှိမယ်30ရှိမယ်ဆိုပါစို့ပေါ့နော်ဒီဟာကိုကျွန်တော် conditional formatting ထည့်လိုက်မယ် conditional formatting ဆက်ကြည့်လို့ရှိရင် home tab style group တွေက conditional formatting ဆိုတဲ့ဟာရှိတယ်အဲ့ကြောင့်မှာ highlight cell room မှာကျွန်တော်တို့ greater than 30နှစ်အထက်ကြီးတဲ့ဟာတွေကို highlight ပြပေးပါဆိုပြီး okay နှိပ်လိုက်မယ်ဒါဆိုကျွန်တော်တို့ conditional formatting ရှိနေတယ်တကယ်လို့များကျွန်တော်တို့ဒီကောင်တွေက6ဖြစ်တယ်ဆိုတော့သူက formatting မပြတော့လေးဒါဆိုကျွန်တော်တို့ဒီကျွန်တော်ရဲ့ data တွေမှာဆိုရင် conditional formatting ကဘယ်ဟာရှိနေသလဲဆိုတာကိုကျွန်တော်တို့မသိနိုင်ဘူးပေါ့နော် ဒါမျိုးဆိုရင်လည်းကျွန်တော်တို့ conditional formatting set ကိုတည်တန်း select လုပ်လို့ရတယ် control g order s ပြီး conditional formatting ကိုသွားမယ် conditional formatting မှာမှာကျွန်တော်တို့ formatting တွေအများကြီးရှိတဲ့ခါမှာဆိုရင်အကုန်လုံးကို select လုပ်မှာလားဒါမှမဟုတ်တူညီတဲ့ဟာတွေကို select လုပ်မှာလားဆိုပြီးတော့ဒီမှာအောက်မှာဒါလေးပွင့်လာလေးပေါ့နော်ကျွန်တော်အကုန်လုံးကို select လုပ်မှာဆိုပြီးတော့ပြောထားခဲ့လိုက်မယ်ပြီး okay နေမယ်ဒါဆိုရင်တော့ဒီမှာဒီ column ကတဲ့ conditional formatting လုပ်ထားပါတယ်ဆိုပြီးတော့သူကပြနေမှာဖြစ်တယ်ပေါ့နော် အဲ့ဒါလိုပဲကျွန်တော်တို့က data validation တွေကိုရွေးပြီးတော့လဲ select လုပ်လို့ရတယ်ပေါ့နော်ဘယ်ဆဲတွေကတော့ data validation ရှိနေတယ်လဲဆိုပါစို့ကျွန်တော်ဒီ column မှာပဲ data validation ထည့်လိုက်မယ် data validation ထည့်ချင်လို့ရှိရင် data tab data 2 group တွေကဒီမှာ data validation ဆိုတဲ့ရာရှိတယ်ပေါ့နော်အဲ့မှာ data validation ကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ any value ကိုမဟုတ်ဘဲနဲ့ဒီအရည်ဒီကျွန်တော်တို့ဟိုးနံပါးတွေပဲဖြစ်ရမယ်ဟိုးနံပါးကိုဥပမာ ဲတစ်ကနေ30အတွင်းပဲဖြစ်ရမယ်ဆိုပြီးတော့ပြောထားခဲ့လိုက်မယ်ပြီးရင် okay နှိမ့်လိုက်မယ် okay ဒါဆိုဒီထဲမှာတော့ data validation ဟိုပါဥပမာဆိုပါတော့ဒီမှာကျွန်တော်17ဆိုပြီးရိုက်လိုက်ရင်ဒီမှာ data validation error တွေပြနေမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့က30ထက်ကျော်ရိုက်လို့မဟုတ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ data validation ကဘယ်ဆဲတွေထည့်ထားလဲဆိုပြီးတော့ selection လုပ်ချင်တယ်ဆိုလို့ရှိရင် control g order s data validation data validation မှာလည်းကျွန်တော်ကျွန်တော်ခုနပြောသလို data validation ရှိတဲ့ဆဲကွက်အကုန်လုံးကိုရွေးမလားဒါမှမဟုတ်တူညီတဲ့ဆဲကွက်တွေကိုပဲရွေးမလားဆိုတဲ့ဟာကိုရွေးလို့ရတယ်ဘာလို့လဲဆိုတော့ all ကိုပဲရွေးလိုက်မယ်ပြီးရင် okay နဲ့လိုက်မယ်ဒါဆိုရင်ဒီကျွန်တော်ရဲ့ဒီဆဲကွက်တွေမှာ data validation ရှိတယ်ဆိုပြီးတော့သူက selection လုပ်ပြီးတော့ပြမှာဖြစ်တယ်ပေါ့နော် okay ဒါဆိုရင်တော့ကျွန်တော်တို့အဲဆဲသုံးတဲ့အခါမှာဆိုရင် selection တွေကို pro ကြကြ selection လုပ်မယ်ဒါမှမဟုတ် formula တွေကို twist လိုက်တဲ့အခါမှာဆိုလို့ရှိရင် go to special ရဲ့ feature တွေကိုသုံးပြီးတော့ လုတ်တက်သွားတော့ပြီလို့ထင်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အထောက်အကူတစ်ခုဖြစ်တယ်ဆိုလို့ရှိရင် comment မှာ yes တို့ပြီးတော့မှန်းသွားပေးပါအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်